ကျွန်တော်အားလုံးပဲမင်္ဂလာခင်ဗျအခုဆိုရင်တော့1 Friday Fight 99ရဲ့ဇုဒ္ဓမြောက်ပွဲစဉ်ဖြစ်တဲ့မြဝဖိုက်တာတပ်ပံအောင်နဲ့ဂျွမ်ဖိုက်တာတာနစ်စုရဲ့ပွဲစဉ်ပြီးဆုံးသွားခဲ့ပါပြီတာနစ်စုကဒါအပြန်အလှန်ထိုးတယ်ဆိုရင်မဲ့တားတယ်ဆိုတာကျွန်တော်တို့လက်ခံရမှာပါတပ်ပံအောင်ဘာမှမလုပ်နိုင်ခဲ့ပါဘူးတပ်ပံအောင်ဟာဆိုင်ထိုးပြိုင်ထိုးမှာကိုဒါနဲ့ပဲတက်သွားတယ်ဆိုင်ထိုးပြိုင်ထိုးကလေးတော့ရှင်းပြစရာကောင်းပါတယ်လက်တိချင်းပြိုင်ထိုးတဲ့အကွက်တွေတယောက်တယောက်ဖွင့်ကစားရတယ်တော့ကြည့်လို့ကောင်းတယ်ကျန်တာကတော့မရပါဘူး ါနဲ့ဆိုရဝါနဲ့သဘာဒီဘက်မှာဒါအစကားပြောသွားတယ်ဝမ်းမှာရှေ့ရနေ၃ဘွဲ့တော့ထိုးထားကြပြီဖြစ်တယ်ဒါနဲ့ဆိုဟာတကယ်အရေးကြုံတဲ့အချိန်မှာသူ့ရဲ့ viewer တွေ game plan တွေထိုးသွင်းလိုက်တဲ့အချိန်မှာတပ်ပိုင်အောင်ဘုံဘုံလဲသွားတာပဲဒုတိယမြောက်ရှိမှာလည်းအလဲထိုးခံလိုက်ရတယ်ပြောမှဆိုရင်မြန်မာပြည်ကနေအငယ်တန်းမှာရွှေကပတ်ချန်ပီယံမှာပါညာဆိုတာနဲ့ဝမ်းမှာသွားလို့လို့မရသူဝမ်းအစင်နဲ့အရန်ကွာသေးတယ်ဗျလိုအပ်ချက်တွေရှိတယ်ဒီဘွဲမှာအခုဖြစ်ပြသွားတဲ့တပ်ပိုင်အောင်ရဲ့ရှင်တွေကိုကြည့်ပြီးဝမ်းဟာ နောက်တစ်ပွဲကိုမြန်မြန်ပေးပါမလားလို့တော့ကျွန်တော်ကတော့တော်တော်လေးစဉ်းစားမိတယ်။ရှေ့မှာကျွန်တော်တို့ထိုးထားတဲ့ထုံးမင်းနိုင်တော့ပါလို့ရှိပါတယ်ဗျာမာဖိုက်တာတွေတချို့ဆိုဒီတိုင်းငုတ်သွားတာပျောက်သွားတာပဲ။အဲ့တော့ပွဲတော့ထပ်ရလိမ့်မယ်အချိန်ကြာမလားမသိဘူး။ပြီးတော့တပ်ပိုင်အောင်အနေနဲ့အခုထက်အများကြီးလုပ်ပြနိုင်မှုလို့ရတယ်ဗျာ။ဒီပွဲမှာဆိုရင်လည်းပထမပွဲရှိမှသူဒီအပြန်လန်လေးကစားပြရဲရှီအောင်ရှင်းရှင်ကန်နဲ့လက်သချင်းရှင်ထိုးတယ်။ဒါပေမဲ့ပထမပွဲကြီးပြီးခါနေမှဒါအလုံးမြင်တဲ့အတိုင်းပဲဌာနစ်စုတာလာတယ်။အသာစီးနဲ့သူ့ကိုဖိအားပေးလာတယ်။ ပြီးတာတော့ပထမပွဲကြီးပြီးတဲ့အချိန်မှာသူ့ကိုသူ့ရဲ့နိပြအဖွဲ့ရပေးရရှော့ကိုခုံအောင်နည်းနည်းတက်လုံးမိုင်းဆိုင်အောင်ပြန်ပြီးလှုပ်ရတယ်ဒုတိယပွဲကြီးစတယ်တာအလွတ်မှာတော့ဆိုင်ထိုးပြိုင်ထိုးလှုပ်တယ်အဲ့မှာဌာနစုကိုမျက်နှာသွေးတွေပါတယ်ကြောက်အောင်တော့သူထိုးပြလိုက်နိုင်တယ်ဒါပေမဲ့ဒုတိယပွဲရှိရဲ့10မိနစ်ကျော်လဲရောက်ရောက်ဌာနစုကပွဲကိုစိတ်ကြိုက်ထိန်လာတယ်ထိန်လာပြီးဒိဗ္ဗချင်းဒါတပ်ပံအောင်ကိုတောင်းအောင်ပို့လာတာပဲပို့လာပို့လာပို့လာသိမ့်မကြဘူးတစ်ချက်ထိုးလိုက်တယ်နောက်တောင်းကြသွားတယ် နောက်တောင်းကြတယ်ဒိုင်ကဆက်ထိုးနိုင်တာထိုးနိုင်တယ်ဆက်ထိုးလိုက်တယ်နောက်တဲ့စက္ကန့်ပိုင်းမှာခံလိုက်တယ်လဲတော့တာပဲဒိုင်ကဒီချိန်မှာတော့ဒိုင်ပွဲရလိုက်တယ်ပြီးတော့ဒါနစ်ဆူကိုအနိုင်ပေးလိုက်တယ်အဲ့တော့ဒါနစ်ဆူကတော့ပွဲပြီးတဲ့အချိန်မှာ၄ဝဲထိုး၄ဝဲနိုင်တဲ့ဖိုင်တာဖြစ်သွားတယ်သူရဲ့နောက်ဆုံး၃ပွဲကတော့ဒါကျွန်တော်တို့အရှိတောင်အရှာဖိုင်တာနဲ့ပဲတွေ့ကြတာပေါ့လေ BNN ထိုင်းမြန်မာအဲ့ဒီ၃ပွဲလုံးကိုသူအလဲထိုးနိုင်နိုင်တယ်ပြီးတော့အဲ့ဒီ၃ပွဲလုံးမှာသူဘောနပ်စရတယ်ပေါ့နေသက်ပံကိုနိုင်တော့လေသူ့ကိုဒါ1ရဲ့ CEO ရှက်ထရီကဘောနပ်ချင်းမြင်လိုက်တယ် ဘောနပ်စီးမြင်လိုက်လို့ဆိုသူ့အနေနဲ့တခုပဲမျှော်လင့်စရာရှိတော့တယ်လေးဘွဲထိုးလေးဘွဲတိုင်လာပြီဆိုတော့1စီကနေအမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဆာအုဒီရအောင်မလားဆိုတာဒါနဲ့စုကတော့မျှော်လင့်ခွင့်ရှိသွားပြီအဲ့တော့တပ်ပိုင်အောင်ကတော့ရှေ့လာမဲ့ပွဲစဉ်တွေရောက်ရင်ဒါထက်အများကြီးပြင်ဆင်မှုလိုတယ်အခုပွဲရဲ့အရှုံးကိုသင်ခန်းစာယူပြီးတော့ကို့မှာဘာတွေလိုအပ်နေလဲဘာတွေဖြည့်ဆည်းဖို့လိုလဲဘလို့ပုံစံနဲ့ထိုးမှဝမ်းမှာရလိုက်ကောင်းနိုင်မလဲဆိုတာကိုအပြေရှားသိမိလို့ထင်မိပါတယ်ပြီးတော့မြန်မာနိုင်ငံကရွှေကပတ်ဘာညာဆိုပြီးတော့အထင်ကြီးလို့မရတော့ပါဘူး ဝမ်းဟာဝမ်းရဲ့အဆင့်တစ်ခုရှိပါတယ်အဲ့ဆင့်ကိုမှီမှပဲဝမ်းမှာရလက်ကောင်းနိုင်မှာပါဒါကြောင့်ရှေ့လာမဲ့ပွဲစဉ်မှာသက်ပိုင်အောင်အနေနဲ့အခုလိုမဖြစ်ရအောင်ပြင်ဆင်ပြီးအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီရှုအပိပြည့်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ